မင်္ဂလာပါရှင်ကတဲ့ညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအမေရိကန်သမ္မတအင်ဖြူတော်ရှိတွင်မြန်မာတက်ကြွလှုပ်ရှားသူများနှစ်ရက်ဆက်တိုက်တောင်းဆိုနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးစစ်ကောင်စီအတူအယောင်ရွေးကောက်ပွဲကိုလက်ခံကြောင်းကိုအမေရိကန် ပြည်ထောင်စုဝါရှင်တန် DC သမရအင်ဖြူရရှိနေတရုတ်တန်ရုံရှိလို့တွင်မြမအရေးတက်ကြွလှှရှားသူများကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ကျောင်းဆန်းစုကြည်အဖန်းခံရတာကျမ်းမာရေးမကောင်းဘူးလို့အတန်ကြားတယ်။အရန်စိုးရင်ရတဲ့အမြန်ဆုံးလှုပ်ပေးဖို့စုယုံတောင်းဆိုတာဗမာပြည်သူတွေအစားအင်ပြူတော်ရှေ့မှာအခုလိုတောင်းဆိုပြောပေးနေတာဖြစ်ပါတယ်။အခုဆန္ဒပြပွဲမှာပါဝင်နေတဲ့သူတွေကလည်းနေဘူးမရမိုးရမရှောင်းအင်ပြူတော်ရှေ့မှာဆန္ဒလာပြကြတယ်လို့ Woman for Myanmar DC Metro Area ရဲ့ခေါင်းဆောင်မတ်မူမူကအခုလိုပဲပြောဆိုထားပါတယ်။ တရုတ်ကအတူရောင်ရွေးကောက်ပွဲကိုကူညီမယ်လို့အတီလင်းပြောလိုက်တဲ့အတွက်ရန်သူဖြစ်သွားပြီဖြစ်ပြီးစစ်ကောင်စီကတသက်လုံးမတိမဲနိုင်မဲ့အတွက်ပြည်သူများရဲ့ဆန္ဒကိုလိုက်မလားလက်တဆုပ်စာစာများကိုလိုက်မလားဆိုတာကိုတရုတ်ကမေးကျင်ကြောင်း၎င်းကပြောဆိုထားပါတယ်အမေစုကိုချစ်လို့အမေစုလွတ်ဖို့တောင်းဆိုတာပါလူတွေနေတိုင်းသေးတယ်တိုက်ပွဲတွေဖြစ်နေတဲ့မြန်မာပြည်ကိုလူတွေပြန်လို့စေခြင်းနဲ့စစ်ပွဲတွေရပ်စေခြင်းနဲ့ရံမဖြစ်စေခြင်းတော့ဟုတ် ်အင်ဖြူတော်ရှိတွင်ဆန္ဒပြပွဲတွင်လာရောက်ဆန္ဒပြတောင်းဆိုခဲ့တဲ့အသက်၁၇နှစ်အရွယ်ဆန်ယူနီဘတ်ကျော်ကအခုလိုပဲဆိုပါတယ်ဒီကလူတွေအမေရိကန်ကိုကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုသိစေခြင်းနဲ့ကျွန်တော်သမ္မတထရန့်ကိုသိစေခြင်းနဲ့သူ့အနေနဲ့အပြောင်းလဲလုပ်စေခြင်းနဲ့အမေရိကန်အစိုးရကျွန်တော်တို့ကိုကူညီစေခြင်းနဲ့မြန်မာနိုင်ငံထဲကအကြမ်းဖက်မှုတွေကိုရက်စေခြင်းနဲ့ငြိမ်းချမ်းရေးနဲ့စံတန်ရေးပဲအရန်လိုခြင်းနဲ့ကျွန်တော်ဆန္ဒအဲ့ဒါပါပဲလို့အဆိုပါဆန္ဒပြပွဲတွင် င်ရောက်ဆန္ဒပြတောင်းဆိုခဲ့တဲ့အသက်73နှစ်အရွယ်လူငယ်တဦးကလည်းခုလိုပဲပြောဆိုထားပါတယ်အဆိုပါဆန္ဒပြပွဲကို Women for Myanmar DC Metro Area အဖွဲ့ကဦးဆောင်ကတက်ကြွလှူရှားမှုမြန်မာများကစက်တင်ဘာလ26နဲ့28ရက်နေ့ရက်စတိုင်အင်ဖြူတော်ရှိတွင်တောင်းဆိုဆန္ဒပြခဲ့ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီကြုံပြော်ရင်းလေပြင်းသွားလာနေသော လူငယ်များကို အင်ဇကြီးများက ငါခိုးဖန်းတီဟုဆွဆွဲပြီးစစ်တပ်တန်သူငွေကျပ်သိန်း100ကျော်နဲ့စစ်မှုထမ်းအစားထိုးအဖြစ်ရောင်းစားနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရာဝတီတိုင်းကြုံပြုံမြို့နယ်တွင်လေးနဲ့သွာလာနေသောလူငယ်များကိုအင်တကြီးများကငါခိုးဖန်းတယ်ဆိုပြီးဆွဆွဲပြီးအတန်းဖက်စစ်တပ်တန်ငွေကျပ်သိန်း100ကျော်ဖြင့်စစ်မှုထမ်းရန်ရောင်းစားနေကြောင်းဖန်စီရောင်းစားခံနေရသောလူငယ်များနဲ့နှင်းဆက်သူများကခုလိုပဲပြောဆိုထားပါသည်။ အခုစတင်မာလာအတွင်ကြုံပြောမျိုးနဲ့ရှားခဲကျေးရွာအုပ်စုအင်တကြီးနိုင်ဝင်းဟာကျေးရွာအုပ်စုအတွင်နေထိုင်သောကိုဟိမင်းထက်ကို၎င်းပိုင်ဆိုင်သောအင်အတွင်ငါးခိုးဖမ်းနေဟုဆိုကဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်အခုလိုဖန်စီပြီးနောက်လေကိုသိမ်းယူကရှာခဲကျေးရွာအုပ်စုပြစောတိကောင်းဆောင်လွင်ဦးထံသို့ပို့ဆောင်ပြီးနောက်ထိုမှတစင်အထောင်ရဲစခန်းအတွင်ဖန်စီကငွေကြေးကြောင်းခံခဲ့ကြောင်းသိရှိရပါသည် ော်တာဆွဲဖမ်းဆီးခံရသောကိုဟိမင်းထံဟာငွေကြေးစည်းရင်းသူဖြစ်သောကြောင့်၎င်းတို့တောင်းခံသောငွေကိုပေးဆောင်နိုင်ခြင်းမရှိသောကြောင့်စစ်မှုရန်အပတ်စဉ်စက်ခွန်အတွက်ခလာရ36တို့ငွေကျပ်3000ကျော်ဖြင့်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါသည်ရှာခဲအင်းအဖွဲဟာအင်းအတွင်ဖြတ်တန်းဖြတ်လာသောလူငယ်များကိုတကိုးဟုဆွဆွဲကဖန်ဆင်းရိုင်းနိုင်လေရှိပြီးလူသေးတဲ့အထိ ဥပဒေမဲ့လှုပ်ဆောင်နေတော့လဲအရေးယူခြင်းမရှိဘဲရခင်အုပ်ချုပ်ရေးမှူးတင်းတန်နဲ့ယခုစစ်တပ်ကအသိခံထားသောအုပ်ချုပ်ရေးမှူးများကအကာအကွယ်ပေးနေသောကြောင့်စစ်မှုရန်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ကျုံပြောမှာရှားကဲအင်းအဖွဲကကောင်တွေကတော်တော်ဆိုးတယ်သူတို့မတင်ကရဖန်းစီတက်ပြက်မှုတွေပါကျိုးလွန်နေတယ်ဘသူမှလည်းအေးမြူဘူးအခုနောက်ပိုင်းကလူတွေကိုပါပေါ်တာဆွဲဖန်းစီပေးမှုတွေပါကျိုးလွန်လာကြတယ်ပြစောတိကောင်းဆောင်လွင်ဦးကလည်းအင်းတကြီးနဲ့ပေါင်းပြီးစစ်တပ်တန်းလူငယ်တွေကိုဖန်းစီရောင်းစားနေတယ်လို့အခုလိုပဲဒေသခံပြည်သူတို့ကပြောကြတဲ့အကြောင်းသိရှိရပါတယ်ရှင်ပေါ်တော်တူညီချန်ကရဲ့အပြေအဝဖော်ဆောင်ရင်းမြန်မာကိုတွန်းအားပေးမယ်လို့မလေးရှားကပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် ပေါ်နဘောတွင်ညချန်ကရဲ့အပြည့်အဝအကောင့်တွေပေါ်ဖို့နဲ့အမျိုးသားပြန်လည်တင်မြဲရေးလမ်းကြောင်းရည်ရွယ်ကသက်ဆိုင်သူအားလုံးကြောင့်တွဲဆုံမှုတွေလှုပ်ဆောင်မှုအာဆီယံအထူးကိုယ်စားလှယ်ရဲ့ကြိုးပမ်းမှုတွေကိုထောက်ခံမှုမြန်မာစစ်ကောင်ရှင်ကိုအာဆီယံအဖွဲ့ကတိုက်တွန်းမယ်လို့သိရပါတယ်။အဆိုပါကြိုးပမ်းမှုကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကထောက်ခံတယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမဟန်ဆန်ကပြောပါတယ်။ တာဝရင်းနေ့ကကုလသမဂ္ဂအထွေထွေညီလာခံအကြိမ်80မြောက်အစည်းအဝေးနဲ့အတူကျင်းပတဲ့ကုလသမဂ္ဂမိတ်ဆွေများပြန်ပြေးရေးအဖွဲ့ဝင်ကြီးအစဉ်အစည်းအဝေးမှာသူကအခုလိုပဲချမှတ်ခဲ့ပါတယ်စစ်တက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကိုဖျောက်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာနိုင်ငံသားအင်းနဲ့ လူသားချင်းစာနာမှုအကြက်တဲဖြစ်ခဲ့တာပါ2021ခုနှစ်ဧပြီလမှာအာဆီယံခေါင်းဆောင်တွေဟာအရေးပေါ်အစည်းအဝေးတရံကျင်းပကဘုံသဘောတူညီချက်၅ရပ်ခုလိုပဲချမှတ်ခဲ့တာပါအတိတ်ပဲရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့အပြစ်ကက်ရစဲရေးဆောင်တိုင်းဖို့အာဆီယံအဖွဲ့ကကမ္ဘောဒီးယားထိုင်းတို့နဲ့တိတွေ့ဆက်မှုဆက်လုပ်မယ်လို့သူကအခုလိုပဲပြောဆိုတဲ့အကြောင်းသိရှိရပါတယ်ဆလဘီဝိုင်းမော်မျိုးနဲ့ ။လာမြန်ကြီးရွာတို့ဒိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခမာရ318တရင်မူဒုတိယဗိုလ်မှူးကြီးဒဏ်ရာများဖြင့်တေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာတို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခမာရ318တရင်မူဒုတိယဗိုလ်မှူးကြီးတိုက်ပွဲအတွင်းရရှိသောတရားများနှင့်တေဆောင်းသွားကြောင်း KIA စီရင်တင်ရေးမြေကခုလိုပဲပြောဆိုထားပါရယ်ရမန်နေ့စက်တင်ဘာလ26ရက်နေ့ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာတွင် KIA တပ်နှင့် စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်တနိုင်းမြို့နယ်အခြေဆိုင်ခမရ3တပ်မှတရင်မိုးဒုတိယဗိုလ်မှူးကြီးမှတရားရရှိခဲ့ကြောင်းအဆိုပါတရားရရှိသောတရင်မိုးကိုစေကုသပေးနိုင်ရင်မြကြီးနာမြို့သို့ပြန်လည်တည်ဆောင်လာစဉ်လန်ခီရင်တေဆုံသွားခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါသည် ဝိုင်းမော်လက်မြန်ရွာတိုက်ပွဲမှာတနိုင်းမျိုးနဲ့အခြေဆိုင်ခမရ318မှာတရင်မူပြင်းထန်တရာရပါတယ်။အဲ့ဒါမြကြီးနားကိုကားနဲ့တဲသွားရင်းမှာလမ်းမှာတည်ဆုံသွားတယ်လို့ KIA စေတရင်မျိုးကခုလိုပဲပြောဆိုပါတယ်။ KIA ပူပေါင်းတက်များက2024ခုနှစ်မတ်လကနေစပြီးဝိုင်းမော်မျိုးနဲ့အတွင်းရှိစစ်ကောင်စီကေစကန်များကိုထိုးစစ်ဆင်တိမ့်ပိုက်ခဲ့ရာခလာရ58တက်ဟူရန် ပြည်သူစစ်စကံမြို့မရဲစကံမှလွှဲရင်းဝိုင်းမော်မြို့နယ်အတွင်းရှိစစ်စကံများအလုံးကိုတင်ပိုက်ခဲ့ကြောင်း KIA တင်ပိုက်ခဲ့သောစစ်စကံများရဲ့လက်မြန်ဒေတာနှင့်ဦးရန်တရှောင်းမှစစ်စကံများလည်းပါဝင်ကြောင်းသိရှိရပါသည်စစ်တပ်ကရခိုင်ဩဂတ်လ20ရက်ကျော်ပိုင်းမှာစတင်ပြီးလင်းမြန်ဒေသသို့ထိုးစစ်ဆင်လာကြောင်းအခုလိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ဆိုသလို စစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအခုလိုပဲသိရှိရပါတယ်ဒီဘက်ကထိုးစစ်မစင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စကန်တွေပြန်ရဖို့ထိုးစစ်ဆင်လာတာခလာရ58နဲ့ဝူရန်စကန်ဂိတ်တွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြည့်နေအထက်ကဝိုင်းမော်အသိန်းခံရမှာကြောက်တော့အင်အားတိုးပြီးချလာတာအဓိကလက်မြန်ကိုသူတို့သိမ်းကျင်တော့ထိုးစစ်ဆင်နေတာဝိုင်းမော်ဘက်ကိုထိုးစစ်မစင်ခင်သူတို့လက်ဦးအောင်တိုက်တာလို့ပြောလို့ရတယ်လို့ KIA စီးရေးတင်းရင်းမြေကခုလိုပဲရှင်းပြထားပါတယ် စစ်တပ်ကဒိုးစစ်ဆင်ခြင်းရဲ့ရွေးချက်များရဲ့ဝိုင်းမော်မျိုးနယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရွေးချက်ရှိပုံရကြောင်းဝိုင်းမော်ဘတ်သူစစ်တပ်ကစစ်အင်အားများဖြည့်တင်းရတဲ့စစ်မှုရေးတပ်သားတစ်အများအပြားပါဝင်နေသူကိုတွေ့ရကြောင်း KIA စစ်အေးတရင်မြေကခုလိုပဲပြောဆိုတဲ့အကြောင်းသိရှိရပါရဲ့ရှင်။